တက်လုံးမှာချိုးချံချွေတာပြီးအိမ်တလုံးဖြစ်အောင်စောက်ထားပြီးအဲ့အိမ်ပျက်စီးသွားတဲ့အချိန်မှာနောက်တဲ့အိမ်ပြန်မစောက်နိုင်တဲ့ဟာမျိုးအဲ့လိုမျိုးတွေကြတော့လေဘလို့စကားမျိုးနဲ့ပြောရမှန်းတော့မသိဘူးတကယ်တော့ကိုရီးယားစကားလုံးကသူတို့ရဲ့စိုးရင်ပူပန်မှုတွေကိုဘလို့ပြောရမလဲပေါ်ပြလို့မရဘူးပေါ့နော်ပြန်လဲထူထောင်ရေးကာလာကြတော့မြို့သူတို့တိမ့်တရာမတည်ထားတယ်ခုနှစ်ရက်သားသမီးအတူကုတူချူပြီးတော့မှ စုစုပေါင်း3930ကျော်လောက်တော့ရှိမယ်ဒါဆိုအင်အောင်စုတစုကို3030လောက်ထိတော့မှန်ထားတယ်ပေါ့နော်အဲ့လိုမျိုးပေါ့ဒီချိန်မှာအလိုအပ်ဆုံးကဘာဖြစ်မလဲဆိုတော့မြေပြင်ကအဖွဲ့တွေနဲ့အဲ့ဒီဟိုချိတ်ဆက်ပြီးမေးလိုက်တဲ့အချိန်မှာတော့ဒီချိန်မှာစမ်းစီဆိုတာထက်ကိုငွေသားအဓိကပိုလိုတာဖြစ်တဲ့အတွက်ကြောင့်မြို့တို့ငွေသားတွေပဲပေးမယ်ပေါ့နော်ပြန်လဲထူထောင်ရေးကာလကြတော့ ်မြို့သူတို့တင်းတရာမတည်ထားတယ်မတည်ပြီးတဲ့အခါကျတော့အခုခနေ့အသားသမီးအတူကုတူခြူပြီးတော့မှစုစုပေါင်းတင်း930ကျော်လောက်တော့ရှိမယ်စင်ရတော့အသေးချာမချုပ်ရသေးဘူးပေါ့နော်အဲ့တော့အဲ့တင်း900ကျော်ကတော့ဒါပြန်လည်ထူထောင်ရေးမှာမြို့သူကိုရံကိုကြသွားပြီးတော့မှလူမှာပါအလဟတ်တမဖြစ်အောင်လို့လည်း အဲ့မှာမြေပြင်မှာရှိနေတဲ့အဖွဲ့တွေနဲ့လည်းချိတ်ဆက်ထားတယ်ပြီးတော့နောက်တစ်ခွက်ကျတော့မြေစုအိနာုံစုတစုကိုသိန်း20လောက်ထိတော့မှန်ထားတယ်ပေါ့နော်အဲ့လိုမျိုးပေါ့အဲဆိုတော့ပျက်စီးဆုံးရှုံးနိုင်ရတော့အများကြီးတော့ရှိမှာပေါ့နော်ဒါပေမဲ့ကိုကအဲ့မှာကိုနိုင်တယ်လောက်ပေါ့နော်ဒီချိန်မှာအလိုအဆုံကဘာဖြစ်မလဲဆိုတော့မြေပြင်ကအဖွဲ့တွေနဲ့အဲ့ဟိုချိတ်ဆက်ပြီးမြေလိုက်တဲ့ချိန်မှာတော့ဒီချိန်မှာစန်စီဆိုတာထက်ကိုငွေသား အဓိကပို့လို့ရဖြစ်တဲ့အတွက်ကြောင့်မင်းတို့ငွေသားတွေပဲပေးမယ်ပေါ့နော်အဲ့လိုမျိုးလေးတော့ရွယ်ထားပါတယ်အဲ့အဲ့ဒီတနေရာမှာပဲသုံးပါမင်းတို့ပြင်မနာဘက်ကိုပေါ့နော်အဲ့လိုမျိုးဘာလို့လဲဆိုတော့ဒါဖြစ်တာကတော့အများကြီးပဲစကိုင်းမှလည်းဖြစ်တယ်မန်လေးမှလည်းဖြစ်တယ်အဲ့လိုအဲ့လိုမျိုးပေါ့နော်ဒါပေမဲ့ကိုသွမ်းမဲ့ခရီးအကွာအဝေးနဲ့အဲ့အဲ့လိုမျိုးဘယ်နေအောင်လို့လို့အဓိကကတကယ်ဖြစ်နေတဲ့သူတွေကိုဟိုထိရောက်သွားဖို့အဓိကပဲအဲ့တော့မင်းတို့ကကိုရီးယားကျတော့လေတနိုင်ကိုပေါ့ကိုလောက်တာဖြစ်တဲ့အတွက်အကြောင်းမလို့ သွားမယ်ဆိုလို့ရှိရင်ဒါပါနေပြီးတော့ခရီးနဲ့မန္တလေးခီးနဲ့ဆိုလို့ရှိရင်နေပြီးတော့ယူမှာဖြတ်ပြီးမန္တလေးကိုသွားရမှာဆိုတော့အဲ့လိုမျိုးကြီးမသွားတော့ဘူးကိုနဲ့အနီးဆက်ဆုံးရှိတဲ့နေရာကိုသွားမယ်အဲ့ယူသွားပြွားတဲ့ခါကြလို့ရှိရင်မှမြို့သူတို့ကအဲ့မှာလှူမယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကဒီမြို့သူတို့ရဲ့မတီငွေသိန်းတရာအပြင်ထပ်ပြီးတော့ကောက်ခံထားတဲ့ငွေနဲ့စုစုပေါင်းသိန်း930ကျော်ပေါ့အဲ့ဒီတဲကနေမှသူတို့ကကားကားတို့ဘာလို့ညာတော့တခုမှမနှုတ်ဘူးပြောမယ်ဆိုရင် လုံးဝ ငွေသားကိုအသက်တင်အလူငွေကိုလုံးဝပေးပြီးတော့ကြံနဲ့ကိုပါကိုသွားလာစေရိတ်တွေအကုန်လုံးအမျိုးစုအိတ်ဆိုင်မှာအဲ့လိုမျိုးဆိုတဲ့အခါကျတော့ကိုကလည်းဟိုသွားမဲ့ဟာတွေနဲ့ကိုလည်းအကုန်လုံးချိန်တာပေါ့နော်ချိန်ပြီးတော့မှကိုတကယ်သွားနိုင်မဲ့ဟာမျိုးနဲ့ကိုလုံနိုင်တဲ့အားနဲ့ချိန်ပြီးတော့အဲ့နေရာလေးတော့ရွေးထားတာပါရှင်ဟုတ်ဒါပထမဆုံးချိန်အနေနဲ့ကိုမြေပြင်ဆင်းပြီးတော့ပေါ့နော်အဲ့တော့ဟိုဒီလိုသွားရင်းနဲ့မှပြန်လည်ထူထောင်ရေးဖြစ်တဲ့အတွက်ကြောင့်မလို့တော့ဒီချိန်နဲ့တော့မပြီးဘူးပေါ့နောက်နောက်ချိန်တွေချိန်တွေလည်းထပ်ပြီးကြိုးစားမှာပေါ့နော် ကိုနဲ့သွေးမတော်သားမဆက်ပေမဲ့လည်းတချို့ဟာတွေကြည့်ပြီးကိုပါမျက်ရည်ကျရတယ်။ဘာလို့လဲဆိုတော့မြို့သူကအဲ့ဒီငလင်လှုပ်တဲ့အချိန်မှာမြို့သူကကြောင်မြတ်တင်နန်းတက်နေတာဖြစ်တဲ့အတွက်ကြောင့်အဲ့လိုဟိုဟိုတယ်ရှစ်ရှစ်လွာပေါ့ရှစ်လွာအပေါ်ဆုံးတက်မှာရှိနေတော့မင်းတို့ဟိုလှုပ်လိုက်တဲ့အချိန်မှာပခရဲထည့်ပြီးရမ်းတယ်လို့ပြီးပဲအဲ့လိုမျိုးကြီးဖြစ်သွားတာဖြစ်သွားတဲ့အချိန်မှာတော့ကိုကတော့အဲ့လိုဖြစ်ပြီးဆိုတာတည်တည်ချင်းကိုကိုတရဏငုံတဲလိုက်တာပေါ့နော်ဒါအမြဲတမ်းကိုအာကုံဆောင်နေကြဆိုတော့တရဏငုံတဲလိုက်တယ်ဒါပေမဲ့နည်းနည်းတော့လန့်တယ်အဲ့တော့အဲ့လိုမျိုး ကိုကဒါဟိုအဖျားခက်ယုံမဲ့ခက်တဲ့အချိန်မှာတော့ဒီလိုစိတ်ဖြစ်တယ်လမ်းနေစိတ်ဖြစ်တယ်ဟိုအိမ်မှာနေနေတောင်မှပဲတခါတလေကြလို့ရှိရင်ဟိုကိုစိတ်ကထင်နေရမျိုးလေးရှိရယ်ဆိုတော့တကယ်ဖြစ်သွားတဲ့တကယ်ဘဟုကြားတဲ့နေရမျိုးကလူတွေဆိုရင်ဘလောက်ထိတောင်မှဟိုစိတ်ပူပန်နေရမလဲအဲ့ထရမိုင်းတွေရနေမှာအိမ်မှာအောင်မှမိသားစုတွေဆုံရှုံတာနောက်တစ်ခုဘာလဲဆိုတော့တသက်လုံးမှာချိုးချံချွေတာပြီးအိမ်တလုံးဖြစ်အောင်စောက်ထားပြီးအဲ့အိမ်ပြည့်စည်သွားတဲ့အချိန်မှာနောက်တအိမ်ပြန်မစောက်နိုင်တဲ့ဟာမျိုးအဲ့လိုမျိုးတွေကြတော့လေ ိုကိုကလေဟိုဘလို့စကားမျိုးနဲ့ပြောရမှန်းတော့မသိဘူးတကယ်တော့ကိုရီးယားစကားလုံးကသူတို့ရဲ့စိုးရင်ပူပန်မှုတွေကိုဘလို့ပြောမလဲပေါ်ပြလို့မရဘူးပေါ့နော်ဟိုတရားနဲ့ဖြေပါလို့ဘလောက်ပြောပြောတုံတန်ယုံတရားမရှိထားတဲ့သူဆိုယူတော်သွားနိုင်တယ်ဒီစိတ်တွေနဲ့လေသူတို့ဘဝကြီးမှာဒါကြီးကအမြဲတမ်းကြုံတွေ့နေရတာမျိုးအဲ့လိုမျိုးဖြစ်နိုင်နေဆိုတော့လေဟိုတော်တော်စိတ်ပင်ပန်းမဲ့ဟာမျိုးတွေ့ပြီးတော့ကိုပါလေမွန်းကျက်လာတယ်လို့ခံစားချက်ရတာပေါ့နော်အဲ့တော့ကိုကဒါကြီးကို ကိုဒါသဘာဝဘေးအနေဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်သူမှလည်းကြိုမသိတာဖြစ်တဲ့အတွက်ကြောင့်ဖြစ်တာဖြစ်ပြီးသွားတဲ့နောက်မှာကိုရီးယားလည်းကိုရီးယားအားလေးနဲ့ကိုရီးယားချွေးနှဲစာလေးနဲ့ဘယ်နေရာလေးတွေဖြည့်နိုင်မလဲအဖြည့်နိုင်တဲ့ဟာလေးတွေကိုလိုက်ဖြည့်မယ်ပေါ့နော်အဲ့အတွက်တော့ပိုပြီးစ조사နေပါတယ်ဟုတ်အခုသွားလူကြမဲ့အလူရှင်တိုင်းဒီကိုရဲ့ချွေးနှဲစာတွေလည်းပါတယ်လို့ပင်ပန်းခံပြီးတော့တချို့လည်းသွားကြရတယ်ပြီးတော့ခုနှစ်သားသမီးအပေါင်းရဲ့ချွေးနှဲစာတွေလည်းပါတယ်ပြည်တွင်းပြည်ပနေပြီးတော့မှလူကြရဲ့အလူရှင်တွေရဲ့ တ်ဆက်နေလဲပါတာဖြစ်တဲ့အတွက်ကြောင့်မလို့ပတ်ဆက်နိုင်သည့်တန်မိုးရှိတယ်တထောင်တထောင်တသိန်းဘလောက်ပဲဖြစ်ဖြစ်တန်မိုးရှိတယ်အဲ့အတွက်ကြောင့်မလို့တကယ်သွားလူတဲ့အခါမှာအလေလွင့်နေမဖြစ်အောင်ဘီယူဆိုင်ကြပါလို့ပြောချင်တယ်ဘာဖြစ်လို့လဲဆိုတော့တွေ့နေမြင်နေရတဲ့အခါမှာဟိုပြောမယ်ဆိုရင်ဟိုတရာပြက်အောင်လေလုံနေတဲ့လူတွေတို့ဟိုဘယ်လိုပြင်တခိုးကတကယ်ဘယ်လိုပြောမလဲတကယ်ဒုက္ခရောက်နေတာမဟုတ်ဘဲနဲ့ဒုက္ခရောက်ချင်အောင်စောင့်ပြီးတော့မှ တကယ်ဒုက္ခရောက်နေတဲ့သူတွေရဲ့အခွင့်အရေးတွေကိုအဲ့လိုဖျက်ယူနေတာမျိုးတွေအများကြီးတွေ့ရတဲ့ကြောင့်မို့အားလုံးတေချာလေးမြေပြင်နဲ့ချိတ်ဆက်ပြီးတော့တွားလူကြပါလို့ပြီးနောက်တစ်ခုကကိုယ့်ကိုယ်ကိုလည်းသတိထားပါတော့နော်အဲ့လိုမျိုးလေးတော့ပြောချင်ပါတယ်ရှင့်ဟုတ်